အနေရဲရဲလေးနဲ့အယမ်းလှနေတဲ့ယာရီတွင်းမကုတူလေးကခွေးနှကောင်တိုက်တာကိုဖြန့်ဖြန်းပေးမှဖြစ်ပါတယ်။အဲ့ဒီခွေးနှကောင်ကတော့ကြော်မျိုးမင်းဆိုတဲ့တွေ့ရလူရှက်ရှောက်ဟောင်းနေတဲ့နော်လူစင်မမီတဲ့ခွေးနှကောင်နဲ့ ယူကြောင်မူကြောင်တဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်ဖက်တက်ရောက်နေတဲ့ဘူးလက်လှဆွေပေါ့နော်ဘူးလက်လှဆွေနဲ့ကြော်မျိုးမင်းတကောင်တကောင်မန်ဖီးနေတဲ့ဟာကိုဂျားတဲ့ကပုတ္တမယာတီတွေးကဝင်ရောက်ဖြန့်ပြပေးမှဖြစ်ပါတယ်။ဒါလည်းရုပ်ပါပဲ။နော်နေလို့ထင်တယ်။အခုဆိုရင်အပီဦးမောင်မင်းမင်းကဦးမောင်မင်းရအောင်ပါလေ။ဒီအန်တီမီကကိုကြော်မျိုးမင်းကိုပြောဆိုတာလေးတရား။တကယ်ဆိုရင်ဒီမင်းကဦးမောင်မင်းလို့ဘူးလက်လှဆွေလို့ပါတော့တူတူရိုးစုနေတာတူတဲ့နဲ့တူဒီလိုကောင်နေဖြစ်တယ်ကဲ။ မဟုတ်တော့ဘောလူကြီးလူကောင်းတွေဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်းဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်းမဟုတ်တော့အဲ့လိုဖြစ်နေတာဗောဘာဖြစ်လို့ကတော့လော်ပေးနေတာဗောအကဲဥမောင်မြင့်တို့ဘူလက်ဆန်စီတို့ကတချိန်ကလည်းဖတ်ပေါ်မှာလေသာတိတိမှုရောက်သွားပြီးလူကြီးလူကောင်းတွေဆိုပြီးဒါကတော့သူတိုက်တဲ့လုံမလို့တွတ်ရွန်းတင်ပြီးတော့တုံးတိုက်အမှန်ကဒေနေချာလက်ပြတ်ချက်တုံးတယ်ဆိုရင်ကျွန်တော်ပြောတာမှားလားဒီစစ်သားဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အနေထားတစ်ခုကိုရောက်ခဲ့တာတတော်ကအရေးရှိရင်0ပဲအကျော်မင်းပြောသလိုပဲ0ဟမ် အဲ့ဒီအချိန်ဝါမရှိမဲနဲ့တို့နီးတို့ဟာနဲ့စူးစမ်းလို့ရမယ်။ဟဲ့ချက်ဖို့ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်နောက်ကပုံရိပ်မရှိရင်အဲ့ဦးနဲ့အဲ့ဘူးနဲ့ဆိုရတော့အဲ့ဒီဘောင်တစ်တို့ရအဲ့တော့ကြော်မျိုးမျိုးပြောတာမှားဟမ်ကြော်မျိုးမျိုးပြောတာလည်းမှားဘူးဘူးနဲ့ပြောတာလည်းမှားဘူးနှစ်ခုလုံးမှန်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကြော်မျိုးမင်းဘူးလက်လာဆွေတို့အချင်းချင်းပြန်စော်သည့်ပွဲကိုမပူတုကဖျံဖြေပေးလိုက်သည်ကိုကိုစီကတဖန်မပူတုကိုဝေဖန်လိုက်သည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာစစ်ကောင်းဆောင်တွားရောက်သည့်အမျိုးမျိုးပုံရံမှာပတ်စံပေး၍တက်ရောက်နိုင်သောကွဲဖြစ်ပြီးလူရဝင်လို၍တက်ရောက်ချင်းသာဖြစ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်ပြီးရုရှားတွင်ကျင်းပသည့်ကမ္ဘာအမျိုးမျိုးသတင်းပတ်ပုံရံကိုလူလန်းစားတည်းရဲ့အဖြစ်အတိမတ်ပြုခံလို၍တက်ရောက်နေခြင်းဖြစ်ပြီးအဆိုပါပုံရံသည် မည်သူမဆိုဝင်ကြည့်ပြီးတက်ရောက်နိုင်တဲ့ပွဲတစ်ခုဖြစ်ကြောင်းသိရတယ်။စစ်ကောင်းဆောင်သည်ယနေ့စက်တင်ဘာ25မှ28ရက်နေ့အထိရုရှားနိုင်ငံမော်စကိုမြို့တွင်ကျင်းပမည့်ကမ္ဘာအနုမီသတင်းပတ်ပေါ်ရန်ကိုတက်ရောက်ရန်အတွက်ရုရှားနိုင်ငံသို့အလုတ်တဘောခီးစက်ဖြင့်ရောက်နေတော်လဲရင်းပေါ်ရန်သည်ဂျီလွန်ဝေပေးကတက်ရောက်သည်အထူးသောဈေးလေးရှိကြောင်းသိရသည်။ ရုရှားပိုရန်ကိုတွားတက်တာလက်ကားမဟုတ်ဘူးယူရို2200ပေးရတဲ့ရုရှားကဒီလိုပွဲတွေနဲ့ပဲပတ်ဆန်ရှာနေတာလားဆိုကြတယ်လူဒန်းစားတရက်အဖြစ်အတိမတ်ပြုခံခြင်းလူရဝင်ကျင်တာကိုပတ်ဆန်ပေးရလဲပေးမှာပေါ့ဒီအဆိုပါပိုရန်နဲ့ပတ်သက်၍တရှိထားသူတည်င်းမြစ်တို့ကအေယာဝတီတိုင်းပြောသည်ရုရှားနိုင်ငံသည်အဆိုပါပိုရန်တက်ရောက်ခွင့်အတွက်နိုင်ငံတိုင်းကိုကဏ္ဍဆောင်ကုန်ကြစေကအခွန်မပါတက်ရောက်သူတို့ဦးလျင်ယူရို2500တက်မှတ်ထားပြီးအဖွဲ့အစည်းတစ်ခုလည်း ှာ93နှစ်အထက်တက်ရောက်ပါကအထူးလျှော့စေယူရို2200သာပေးရမည်ဟုဆိုထားသည်ကမ္ဘာအနုမူတည်ပတ်ကူကဖိုရန်တို့ပညာရှင်များစီးပွားရေးလုပ်ငန်းရှင်များအနုမူစွာရင်နှင့်ဆိုင်သည့်ကုမ္ပဏီများမှကိုယ်စားလှယ်များသည်လည်းတက်မှတ်ထားသောကုန်ကျစရိတ်ပေးချေ၍တက်ရောက်ခွင့်ရရှိကြောင်းသိရသည်ထို့သူကိုယ်စားလှယ်ဖြင့်ပါဝင်တက်ရောက်သူများကိုအနုမူပြဝဲသူတွားရက်လေးလာခွင့်အထူးဖိတ်ကြားချက်မလိုအပ်သောကုန်ကွယ်ပွင့်ရတွင်ပါဝင်တက်ရောက်ခွင့်ပြင်ချက်လက်ဆိုင်ရာပံ့ပိုးမှုနှင့်ကိုရန်ဤအချက်လက် ဆိုင်ရာဆရာဆရာများပြီးမှဖြစ်ကြောင်းသိရတယ်။အဲ့ဒါကဘူးလက်မှန်ပါပြီ။သူကအယူဆကတမှုတာဆိုတော့အဲ့ဒါကိုပြောတာနော်။ဟုတ်ကဲ့ခင်ဗျာ။အဲ့ဒါလည်းချက်ပါပဲ။ငုံနေလို့ထင်တယ်။အခုဆိုရင်အပြင်ဥမောင်နဲ့မင်းကြီးဥမောင်နဲ့ရတာပါလေ။ဒီအန်တီနီကကိုကြောင့်မျိုးမျိုးပြောဆိုတာလေးသိရတယ်။တကယ်ဆိုရင်ဒီမင်းကြီးဥမောင်နဲ့ဘူးလက်ဥလားဆိုလို့ပါတော့။တို့ဘလို့သူနေတာတုတ်တဲ့နဲ့တော့မကြည့်နိုင်ပါဘူးခင်ဗျာ။ မဟုတ်တော့လူကြီးလူကောင်းတွေဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်းဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်းမဟုတ်လို့အဲ့လိုဖြစ်နေတာပေါ့ဒေါအောင်ဆန်းစုကြည်ကိုတော့တနိုင်ငံလုံးဝဲဟောင်ကြတာနောက်ဆုံးနိုင်ငံပိုင်ရုပ်တံဆာထည့်ပြီးတော့ပောက်ပန်း၄၀ပြောလာကြတာမှတ်ဘူးတော့ငွေမဟုတ်တယ်အဲ့ဒီချိန်လုံးကဆိုဟမ်နိုင်ငံတော်အဆင့်ကိုတီးတဲ့ဝါရပြန်ပြီးအပုတ်ချခံခဲ့ရတယ်ဒေါအောင်ဆန်းစုကြည်ဒေါအောင်ဆန်းစုကြည်အဲ့လိုလိုက်ပြောနေတာသူတို့မရှိတာသူတို့ဝါရတယ်အရှင်းနေတယ်နော်အဲ့အဲ့အဲ့ဒါကဘယ်နိုင်ရှိတယ် နော်အခုဘူးလက်တို့မင်းကြီးတို့ဒါတို့အချင်းချင်းပဲနော်ဒီကျော်လုံးကြီးဆိုတာဟမ်လုံးရင်အဲတို့မြန်မာစားတဲ့ကောင်တွေတော်တော်တို့ဘူးစာဘူးတော့နေအတူတူပဲဒါပေမဲ့အဲ့လောက်လေးပြောတာတော့မခံပြန်နိုင်ပါ ကျွန်တော်မြန်တက်ကြက်ခိုင်းပါတယ်အဲ့ဒါဒီမပါဘဲနဲ့ရှင်ပြန်နဲ့တက်ခိုင်းပါတီးရဲ့အောင်မြင်မှုရတိုင်းလဲ0ပဲပြောတာအဲ့တော့ဘူးလက်ကဘာဖြစ်လဲအမှန်ကျွန်တော်မြန်ကလက်ကလေးကဝမ်းကြလေး0တယ်သူက0တာတာနာပါလားကျွန်တော်တို့ကရိုးရိုး0ကိုအရှိက1000ဆိုတာစောပေါ်ကြီးနေနော်အဲ့တော့အဲ့လိုဟာမျိုးတွေကဒီလူတွေကအရင်အချင်းရှိလို့အပေါ်ရောက်ခဲ့တာမဟုတ်ဘူးလေအဲ့အဲ့ဒါအဖြေနဲ့ကျွန်တော်ပြောချင်တဲ့ main ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာက အခုဘဘူးတို့ကတော့လော်ပေးနေတာပေါ့အကယ်ဥမောင်မြတ်တို့ပဲဘူးလက်လှဆွေတို့ကတချိန်ကလည်းထွက်တော်တယ်မှာနေခါတိစုရောက်သွားပြီလူကြီးလူကောင်းတွေဆိုပြီးဒါသူကသူတိုက်တဲ့လူမလို့တွတ်ရိုးတင်ပြီးတော့တောင်းတတ်အမှန်ကဒေနေချာလက်ပဲချာတောင်းတတ်မယ်ဆိုရင်ကျွန်တော်ပြောတာမှားတယ်ဒီစစ်သားဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အနေထားတစ်ခုကိုရောက်ခဲ့တာကျွန်တော်ရဲ့အရှိန်ရှင်က0ပဲအကျော်မင်းပြောသလိုပဲ0ဟမ်အဲ့ဒီအရှိန်အဝါမရှိမင်းနဲ့တို့နီးတို့ဟန်နဲ့ကြိုးစားလို့ရတယ်ဟမ်ချက်ဖို့ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်နောက်ကပုံရိပ်မရှိရင် အဲ့ဦးလည်းအဲ့ဒီဘူးလည်းစားဆိုလို့အဲ့ဒီမောင်မြစ်တို့ရအဲ့တော့ကျော်မျိုးမင်းပြောတာမှားဟမ်ကျော်မျိုးမင်းပြောတာလည်းမှားဘူးဘူးလည်းပြောတာလည်းမှားဘူးနှစ်ခုလုံးမှန်နော်သူစင်ကကိုယ်ကပြောနေကြမှာမဟုတ်ဘူးအဲ့ဒီမှာလူတွေအများကြီးရှိတယ်။လူသားတွေစက်ကတော့ပေါက်ခိုင်းလို့ရတယ်။ဥပမာဒီတင်ရယ်ကကြော်တော်လို့ဆီနီယာကွာမိုးကြော်လို့ဖိုင်းနီယာကစနိုက်ပါဆိုလို့ပြောခဲ့နေတာ။ကိုယ်ရရှိထပ်ပြီးအဲ့လိုအမုန်းခံနေပြောနေတာ။ အော်ဒီစနိုက်ပါစုလို့ဘာလို့อ่ะအဲ့လိုအဝဲခံနေလားထင်ပါတယ်ဒါကြောင့်မို့တက်ကုန်းတက်ကုန်းလို့ပြောတာအဲ့လိုပြောခိုင်းရတယ်ပေါ့အော်အော်ဒါကြောင့်မို့လို့အဲ့လိုပြောခိုင်းနေလို့ပေါ့ပန်းလေးစင်ပြောထားတာပဲအေးကဲအားလုံးဖြေပေါ်ပါပြီနော်ကြားတယ်နော်ဘာဖြစ်လို့ပြောရလဲဒီလူတွေပြောခိုင်းရင်ရတယ်ဆိုတော့အဲ့ဒီဟာတွေကဘသူတွေရဲ့အဝဲခံနေလေပြောခိုင်းရင်ရတယ်ဆိုတော့တော်လိုင်းဘက်ကအခုမောက်ဘောက်ကကျွန်တော်လာပြောခိုင်းနေကျွန်တော်ပြောပေးပြီပြောပေးပြီကျွန်တော်ဟဲ့အခုတော့မဘက်ဖြစ်လို့ပြောရကြတယ်နော်အဲ့ဒီစနိုက်ပါစုလို့ပေါ့ပန်းလေးစင်တိတိကျကျဒီကောင်မဗီဒီယိုဖိုင်ကျွန်တော်နားလောက်ထားဘူးယွန်းတော့ဘာတွေပြောလို့ပြောမလဲမသိဘူး အဲ့ရုပ်တည်နဲ့သူ့ကြည့်တော့မယူဘူးတော့မခတ်တည်နဲ့ဘောက်တာရုပ်ရုပ်တည်နဲ့ကြောရတာနော်ဆိုတော့ဒါလေအခုတော့မပူတူပြောတော့ပေါ့ပြီနော်ပြောခိုင်းလို့ရတယ်တက်စင်းစားကြည့်ရပြီတော့နော်ပြောခိုင်းရရတယ်နော်ဟုတ်ကဲ့နိုင်ငံရေးခဏမှမရှိမှရုပ်ကမှသာလာရင်နင်းနေချိန်မျိုးမှာကိုလို့ကိုပြန်ဖြတ်ကြလို့ဖြစ်စေကြအောင်အခုလို့သူ့ကြည့်ပြောနေဘာကြောင့်မျိုးမင်းကအုံးမကြောက်ဘာကြောင့်မျိုးမင်းကလည်းသူ့ပြောနေတဲ့ဘူးလောက်လောက်ရှင်မန်ဒီဥမာမင်းတို့လားလူတို့ရဲ့အနေနဲ့ဝေဝါပြီးတော့ခတိမင်းတို့ဒီပေါ်ဆက်လေးရလားဆိုရင် အမြင်တွေကဝေဝါအောင်လူထုတွေကအမြင်ကိုရှင်းရှင်းလင်းလင်းမြင်တာတိလားဝေဝါတာမဟုတ်ဘူးပထမတော့ဝေဝါနေတာတိလားနောက်ပိုင်းကြာလာလေးရှင်းရှင်းလင်းလင်းမြင်လာလေးရှင်းရှင်းလင်းလင်းပေါက်ပေါက်ကွင်းကွင်းမြင်လာလေးတိလားလူတို့ကအမြင်ဝေဝါတာမဟုတ်ဘူးဒါဖြစ်သွားတယ်။ဘယ်လိုပြောချင်လဲဆိုတော့ကိုကပြောချင်မှုပဲ။အားပါးစမ်းနဲ့ပြောခိုင်းရရတာပဲ။နော်။ဆိုတော့အခုကျွန်တော်မိကြပါလေလေ။ကျွန်တော်မိကလေးတော့ဘူးတော့နော်။ဒါပေမဲ့ဒီကကျွန်တော်တို့လိုမျိုးတတ်မလို့ချစ်လို့ထောက်ခံတာမဟုတ်ဘူး။တတ်မလို့ချစ်လို့ဖဲ့နော်။ကျွန်တော်မိဖဲ့ပြီးကြည့်နေနားထောင်လိုက်။ကျွန်တော်မိဖဲ့တယ်။ထောက်ခံတာမဟုတ်ဘူးနော်။တတ်မလို့က institution ဖြစ်တယ်မြန်မာနိုင်ငံမှာစက်တက်ရှိမှဖြစ်နေတဲ့စက်တက်မရှိရင်เนาะဒီနန်းနိုင်ငံကိုပေါက်ပြီးတော့အင်းကြီးချင်းဆိုလို့ရှိရင်လည်းဒီအင်းကြီးကဘယ်မှာတိတော့ဟုတ်အင်းကြီးချင်းကြီးဆိုင်ရောက်နေနေပြီနိုင်ငံဒေသဖြစ်တယ်ဆိုရင်မြန်မာဒီမှာစက်တက်ရှိမှဖြစ်မယ်ဆိုရင်အစ်စ်အဲ့အစ်စ်ကိုလက်ခံထားတာမြန်မာမှာစက်တက်မရှိတော့မဖြစ်ဘူးစက်တက်က institution ဖြစ်တယ်ဆိုပြီးစက်တက်ကိုတော့အဲ့လိုထုတ်တယ်ကျွန်တော်တို့ချစ်လို့ထောက်ခံတာမဟုတ်ဘူးเนาะဒါကြောင့်မျိုးဆိုလို့ရှိရင်အမြဲကိုပဲဒီနိုင်ငံကျမတို့လိုချစ်လို့ထောက်ခံတာမဟုတ်ဘူးဆိုတော့အဲ့ဆိုမင်းကြီးမယ်ဘတ်ကုတ်တို့ကတက်မလို့ချစ်တာမနော်အခုလက်ရှိ2021ကနေ2025အထိတရွာတဲ့စစ်သားရဲ့စစ်သားဦးရေဘယ်လောက်ဖြစ်သွားပြီအဲ့ကြံပြီးခဲ့တဲ့မိသားစုတွေနော် ဒုက္ခိတရှင်ပြက်လက်ပြက်ဖြစ်သွားတဲ့စစ်သားတွေအဲ့ဒီနှစ်ခုအတွက်မပုတ္တဘာရမကူညီဆောက်ရှောက်ပေးထားတယ်။ဘာမှရှင်းထားမှငတ်တလက်ပြက်တလက်တိုက်နေတဲ့စစ်သားတွေအတွက်မပုတ္တဘာရမကူညီဆောက်ရှောက်ပေးထားတယ်။ပါဇက်ခတ်ချက်တာလို့လူတိုင်းချစ်လို့ရတာပေါ့။အဲ့တော့တို့ချစ်တာပါဇက်ခတ်ချက်တာပုံလား။ဟမ်ကျွန်တော်လည်းချစ်လို့ရတာပေါ့။အာတောက်တော်ကြီးငါတို့ဖဖာညာပါဇက်ခတ်ချက်တာလေ။ဟမ်ကျွန်တော်ကိုအေးအောင်ပဲ။ဘာမှကူညီပတ်မမှုအားထုတ်မှုမပါဘဲနဲ့ပါဇက်ခတ်ချက်ပြီးတော့အဲ့လိုလုပ်လို့ရတယ်။ပါဇက်ခတ်ချက်တာဆိုရင်လက်တွေ့ကြဖို့လိုပါတယ်လေ။ဟုတ်တယ်နော်။ရှင်းတယ်လေဟုတ်တယ်မလား။ 个就几几代的，啊，这乡亲伢伢轮流走，我们六六七个干部，我们七七八七七八七的吧，演，当妯娌啊弟妹啊，挺忙的。你看六八的。 အဲဘတ်ဘူးတူနေုပ်လေးရချောချောလေးဒါပေမဲ့ကြုံမျိုးမျိုးပြဿနာထဲရောက်ဝင်နေုပ်လည်းပြောဦးမယ်ဒီကောင်ကလူတစ်ဖက်တောင်းကိုရုပ်ရည်ယူပါယူပကားနဲ့လိုက်ပြီးတော့ဒီပုံကိုရိုက်တိုက်ခိုက်မှုမှာအင်မတန်တော်တယ်နော်အဲကြုံမျိုးမျိုးသားကခုနကလည်းမှာကြော်မီနာကလေးတောင်နားတောင်းနေဘဒုကူလည်းမသိရုပ်ရည်နဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ပြောနေတာဟမ်ကြုံမျိုးမျိုးအဲ့လိုမိမလောင်မိမချတစ်ဖက်တောင်းကိုအဲ့လိုအောက်ကန်းကြဆိုတော့ပြောလို့အကျန်းတော်တယ်ကျွန်တော်ဆိုလူတယောက်ကိုကြည့်လိုက်တယ်။ငိုင်ငိုင်ရောက်ကြည့်မယ်။ဒီဒီလူကပြောစကားကဘာလဲတော့သူ့ရောက်ပါလို့ထားတော့နှက်ကပါလင်းထားတဲ့အပါအဲ့ဒါတော့အမှတ်တမဲ့။နော်။အဲကျွန်တော်မျိုးမဲအဲ့လိုမဟုတ်ဘူး။ကျွန်တော်ဆိုလူပြောဆိုဒီကောင်ရောက်ပါတဲ့။ ဘလောက်ကောင်းတဲ့အဝိဇ္ဇာကောင်းကောင်းဖြစ်ဖြစ်ဝတ်ထားတာလူရောမပေါ့ဘူးလေဟုတ်ကျွန်တော်တကယ်လို့ပြောရင်ကျွန်တော်ခံနိုင်ပါသေးတယ်ဗျာအကောင့်ကတော့ကျွန်တော်လည်းချောတယ်လို့ကိုယ့်ကိုမပြောပါဘူးနော်ဒါပေမဲ့ပြောတဲ့လူကအဲ့ဒီကြော်မျိုးကြီးရုပ်သူ့ရုပ်ကကျွန်တော်ကိုပြောတယ်ဆိုတော့အော်အေးအေးပါအေးပါလေကျွန်တော်သူပြောသူလက်ခံပါလိုက်တယ်တပါးဒီလေးမဲရဖို့တပါးဒီလေးရွေးောက်ပဲနိုင်ဖို့အတွက်တခြားပါနေမျိုးကိုခိနေနေတယ်လို့လို့ဂျူရီစီကဒါညနာလည်းပြန်လိုက်နေတာမျိုးလေအချိန်လုံးကိုကျွန်တော်မျိုးပြောတယ်ဒီကမျိုးဆိုတာကအရှင်ဝင်လို့ရေးချင်တာမဟုတ်ဘူးဗျဒီခိုင်ဖြူပါတီမဖြစ်ခင်ကျွန်တော်တို့ချက်ခိုင်နေဖွင့်ဖြိုးရဲ့အသိဆိုရတာသူ့မှာအလိုရရှိလို့တော့ ခါမျိုးပါတီလို့ဖြစ်ခဲ့ဒီခါမျိုးအသေးရတက်တယ်မှာကျွန်မထက်တက်တက်ကြီးတယ်ကျွန်မက1996မှာမွေးတာသူက1993နဲ့ကဒီခါမျိုးအသေးဒီခါမျိုးအသေးဆိုပြီးထောင်လာတယ်သူ့ရင်ပေါ့သူ့မှာလူအရေးရှိနေတာဟောအဲ့ဒါဆိုပေါ်ပြီပေါ့အသေးပိုင်းပစ္စည်းတွေကိုပါတီပိုင်းလောက်ခဲ့တာဒါပေါ်ပြီပေါ့အဲ့ဒါဆိုဟမ်အဲ့ဒါဆိုစတဲ့တီထောင်တွေကကလေးကြီးလောက်ခဲ့တဲ့ပါတီပေါ့ဟုတ်တယ်နော်နိုင်ငံတစ်ခုမှာပါတီတစ်ခုကနိုင်ငံပိုင်းပစ္စည်းကိုပါတီပိုင်းလောက်ခွင့်မရှိဘူးအဲ့တော့အတင်းဖြစ်တဲ့အတွက်အတင်းမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာရုံးကနောက်ဆုံးဘောပင်တစ်ထောင်ကစားဒါဟာနိုင်ငံပိုင်ဟုတ်တယ်နော်နိုင်ငံဝိုင်းယူထားတာလေပြည်သူတွေက ီလိုပဲပစ္စည်းတွေအဲ့ဒီပြည်တွင်ပစ္စည်းကိုကြံ့ကြံ့ကြွကြွရဲ့ပါတီလုပ်ပြလိုက်တဲ့အတွက်အတင်းပိုင်ပစ္စည်းကိုပါတီပိုင်လုပ်ပြီးတော့မောင်ပိုင်စီးလိုက်တာပေါ့အဲ့တော့စတဲ့တီထောင်တဲ့ကောင်နော်ဥပဒေတိုင်းဖျောက်ဖျောက်တန်းတန်းမလုပ်ဘဲနဲ့ကလေးကကြည့်လောက်ပြီးပေါ်ပေါက်လာတဲ့ပါတီဆိုတော့ဒါမှမဟုတ်ဘူးကရှင်းပြသွားတာပဲနော်။ဒီကောင်ကပါတီကရွေးချယ်တမဲ့ချက်တွေနဲ့ပြီးပြီ။ရှင်မိုးတို့လည်းချင်းကြည့်တာမဟုတ်ဘူးကြာ။ဒါတော့ကျွန်တော်လည်းနားလည်ပါမယ်။နောက်တစ်ခုကဒီချိန်မှာကျွန်တော်တို့ကပြည်ထောင်မျိုးကိုမစက်ဘူးဆိုရင်တော့မှပဲ။အင်မတန် အရန်ကရောရွေးဖန်ပုတ်ခတ်နေဖို့မလို့ဘာလို့လဲဆိုတော့ဒီချိန်မှာကျွန်တော်ရွေးကောက်ပွဲမဖြစ်မနေကျင်းပနိုင်မှုอ่ะအဓိကဒီရွေးကောက်ပွဲမှာဘယ်သူနိုင်ပြီဘယ်သူအာဏာရအောင်လဲဆိုတာအဓိကမဟုတ်ဘူးဒီကတော့ဟုတ်တယ်လေအဓိကမဟုတ်ဘူးလေဘယ်သူမှနဲ့ဘယ်သူမှမနဲ့တဲ့ဒီမင်းအောင်နိုင်မင်းအောင်နိုင်မှာအာနာရှိကိုရှိနေရမယ်မေယုံကြည့်လိုက်ဘယ်သူကလည်းဆက်နေတော့မှာအောင်ရအောင်ဒီကောက်ပဲအောင်ရတော့ဖိုကအဓိကဖြစ်တယ်ဟုတ်ကဲ့ဥပမာကျွန်တော်တို့ဆံပွဲတွေတရားရဲကျွန်တော်တို့ရှင်တို့တွေလည်းတောင်းမှဆံပွဲဖြစ်ခဲ့ဘူးလေကျွန်တော်တို့လည်းတောင်းမှဆံပွဲဖြစ်ခဲ့ရတယ်ဒီကဲရတော့ပထမဆုံးဒုတိယဆုံးတတိယဆုံးရွေးချယ်ပထမဆုံးရတဲ့အကြောင်းသားက ဘာသာဆိုအမှတ်ပြည့်နေအမှတ်၆ရရလို့ပထမဆုံးရတာမဟုတ်ဘူးပထမဆုံးရတိုင်းအမှတ်ပြည့်ရအောင်မဟုတ်ဘူးအမှတ်၆ရပြည့်ရဆောင်ခွဲမှာ तू အမှတ်၅ရရအားလုံးထဲမှာအများဆုံးခက်လေလို့သူ့ကိုပထမဆုံးပြည့်လိုက်တာဟုတ်မှာတ냐တခြားသောင်းသားတွေကတဘာသာကို၄ချက်လုံးနဲ့ပဲအောင်သူကတဘာသာကို၄ချက်အမှတ်လုံးနဲ့ပဲတက်တက်လုံးနဲ့အောင်တဘာသာကိုတက်တက်ပဲပုံများရဲဆိုရင်တော့အကုန်လုံးထဲမှာအတော်ဆုံးခင်နေပထမဆုံးပြည့်ရမှာပဲနောက်အခုရောက်ပဲမဲပေးရွေးချယ်ကြတဲ့နေရာမှာလေဒီလိုပဲသူကပြီးခိုင်ထိုးကိုပြေးလိုက်တယ်ဗျာပြီးခိုင်ထိုးကအလုံးစုံကြီးရှောင်းမုန်းကြီးပေါက်ဖို့ပြင်နေလို့မဟုတ်ဘူးပြည့်စုံနေလို့မဟုတ်ဘူးအတော်လုံးလေးမှာအောင်းလေးမှာအဲ့တော်လုံးလေးအကောင်းပေါ်တော့အတော်လုံးဖြစ်နေလို့သူ့ကိုရွေးချယ်တာပါ ်မေတ္တာရှိတယ်။အဲ့ပေါ့နမဥမ္မာငကုတ်ဘိုးဆိုတဲ့စကားလို့အနုတော်မှာလူကျော်တဲ့နော်အဲအဲ့ဒီစကားပုံလေးတွေတိုင်းတယ်ပေါ့ဟုတ်တယ်မလား။ဒါဆိုလက်ရှိမင်းရောင်းနိုင်အာနာတိတ်ပြီးတော့လုံတဲ့အတုတ်ရောင်ရွက်ောက်ပွဲမှာဝင်ရောက်ရှင်းပြန်ပြီးဆိုတဲ့ကပြည်သူကိုကိုစားပြူလာမပြူဘူးလားဆိုတာထမင်းစားတဲ့လူတိုင်းတည်တယ်။အဲ့တော့အဲ့ဒီတဲမှာမှတနိုင်ငံလုံးတိုင်းတာနဲ့အင်အားအကြီးပြိုင်ဆိုင်တဲ့ကျန်ဖို့ပါတီးရသူပြောသလိုပဲ50တမှတ်နဲ့ပထမရအောင်လုပ်မှာဟဲ့အဲ့လိုလို့ဂုံလူထွက်လို့မဟုတ်ဘူးနော်နော်ဒါတော့ရွေးချယ်လာတယ်သူကရအောင်ဒီကောင်းမှုနေလို့မဆိုးလို့ဘူးနော်အားလုံးလည်းအတိုင်းပဲအားလုံးလည်းမဖြစ်ဘူး ဘလိုတွေတော်တာလဲဘလိုတွေကောင်းတာလဲဆိုတော့သူ့မှာအခုရွေးစီကြာချင်းချက်တွေစီးကန်းချက်တွေတတ်မှတ်ချက်တွေနဲ့ကိုက်နေတယ်ကိုက်နေအောင်လဲနှစ်ပေါင်းများစွာတဲ့ကနှစ်ပေါင်း30ကျော်တော့ရက်တင်လာခဲ့တာအခုမှအရှင်မွေးရုပ်လေးကြီးတိလာမဟုတ်ဘူးလားဒီချက်ကိုကိုကျော်မျိုးနဲ့နေတာသိပါလိမ့်မယ်ကိုကျော်ပဲသိတယ်ဒီနေတမင်သက်သက်ကြီးတမင်သက်သက်ကြီးဝိပန်လိုက်ခံတာမဖြစ်စေချင်သူ့ငါပြောမယ်ငါ့ကိုသူပြောမယ်ဆိုရင်အတင်းလို့စကားထုတ်ဆက်ထုတ်လာရင်ပြီးကောင်းမှာမဟုတ်အဲ့ဒီလိုမျိုးမပြီးဆုံးလို့ရှိရင်ကျောက်ကတော့မထိုင်နိုင်ဘူးလေကွာဝေဝါသွားကြတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်ဖြစ်စေချင်ပါဘူးเนาะတခါတခါဒီလိုမျိုးလေးတွေကလည်းလူကြီးလူကောင်းဆန်ဖို့လိုတယ်လို့အဲ့ဒီလိုမျိုးကတော့ကျွန်တော်မျိုးနဲ့အနေနဲ့ခါလေးပဲဒီလေးက ဲဒါကတော့မကုတုရဲ့အကောင့်မှာတင်ထားတဲ့ဗီဒီယိုဖိုင်လေးတွေ့တာဖြစ်ပါတယ်အဲ့တော့အားလုံးလည်းသိမှာပါအဓိကအဆုံးဆုံးကတော့ဘူးလက်နဲ့ကြော်မျိုးမင်းနဲ့ဖြစ်နေတဲ့ကိစ္စပါနော်ကြော်မျိုးမင်းပြောခဲ့တာလည်းမမှန်ဘူးဘူးလက်ပြောတာတန်ပြောတာလည်းမှန်တယ်အဲ့တော့အကုန်လုံးကမသားနဲ့အတူပါပဲတိတယ်အတူတူပဲအဲ့ဒီဂျာနဲ့မှာ ပုတ္တမလေးကဝင်ပြီးတော့ရေလောင်းပေးတာပေါ့နော်ဘလို့ဖြစ်ဖြစ်သူတို့ပြောတယ်ပဲဒီလာမဲ့ရွေးကောက်ပွဲဟာဟမ်ဘ누구ပဲအာနာရရအာနာသူတို့စီမှာရှိမှာပဲလေအတူတူပဲဟာကြီးကိုဟမ်ရွေးကောက်ပွဲဆိုတဲ့ဒီမိုကရေစီတိုင်းပြည်တစ်ခုမှာရွေးကောက်ပွဲကျင်းပတယ်ဆိုတာကပြည်သူတွေရဲ့ကိုစားပြုတ်နိုင်တဲ့ဒူကိုရွေးချယ်ပြီးပြည်သူတွေကိုစားဥပဒေပြုတ်ရေးတွေလုပ်ဖို့အတွက်လွှတ်တော်တွေကိုထည့်တာပွဲနော်အဲ့တော့လက်ရှိကျန်းဖို့ပါတီအပါအဝင်လက်ရှိစစ်ကောင်စီရဲ့ပြုတ်လုပ်တဲ့ရွေးကောက်ပွဲကိုလက်ခံတဲ့ပြည်သူဦးရေရာရှိတာအဲ့ဒါပဲ အဲ့တော့ဒီသူတို့လုပ်တဲ့ယူကောက်ပွဲကတကယ်ဒီမော်ဒစီဒီယူကောက်ပွဲဖြစ်လာလားမင်းအောင်နိုင်ရဲ့ဖာချင်းဖာချံဖာကြတဲ့ပွဲလားဆိုတာခလေးရစာကိုယ်စုံအားလုံးသိပါတယ်အဲ့ဒီဖာချင်းဖာချံဖာကြတဲ့ပွဲမှာဖာချင်းဖာချံတက်တဲ့ဖာတယ်လို့လူမျိုးတွေအကုန်စုပြီးတော့ဖာပွဲကြီးကျင်းပါမယ်ဖာရွေးကောက်ပွဲကြီးပဲဖြစ်ပါတယ်နော်